သိမ့်မကြခင်မှာလဲတာဟုတ်ဆက်ချီကြီးကလည်းထွက်လာတော့မယ်တာဟုတ်ဆက်ချီကြီးမထွက်ခင်မှာဆိုလို့ရှိရင်လဲကျွန်တော်ဟာမကြံလဲဂျားထဲမှာလာအောင်မှာဖြစ်တယ်ပေါ့နော် Hello အားလုံးပဲမင်္ဂလာပါ Kobo Gaming Facebook page နဲ့ YouTube channel တွေနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒီနေ့ဗီဒီယိုလေးကတော့ဒီလအတော်အတွင်းမှာဖြစ်သွားတဲ့ error တွေနဲ့ပတ်သက်ပြီးတော့မှာတင်းတင်းတိတိုက်တာတွေကို Kobo ပြပြပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ရတယ် subscribe နဲ့ပြီးတော့ဝင်ရပေးပါအောင် subscribe လုပ်ပြီးတဲ့ညီကိုလေးတယောက်ရှင်းစီတောင်လဲကျေးဇူးများကြီးတင်ပါတယ်ကဲတော့ let's go brother ကျွန်တော်ရဲ့ရှင်းမဆွဲဖက်တဲ့ဗီဒီယိုလေးကိုစလိုက်ကြအောင်ဗျာ အခုဒီလာဆိုလို့ရှိရင်တော့ Class of Clans တော်တော်လေးဒါ error ဘောင်းတောင်းလျှောက်တောင်ဖြစ်သွားတဲ့လာလို့လည်းပြောလို့ရပါတယ်ဗျ။သူတို့ဘက်ကဖြစ်တဲ့ error တွေနဲ့အညီကျွန်တော် player တွေဘက်မှာလည်းတော်တော်လေးကို effect ထိရောက်တာကိုတွေ့မြင်ရတာဖြစ်ပါတယ်။ကျွန်တော်ဒီ player တွေက gain နဲ့ win များတဲ့ပြဿနာကအတော်တော်လေးဆိုးတဲ့ပြဿနာလို့ပြောလို့ရပါတယ်ဗျ။အတချို့ညီကိုတွေကလည်းဒါကိုတယောက်တည်းဖြစ်နေတာလားအကုန်လုံးဖြစ်နေတာလားမသိတဲ့ညီကိုတွေတော့ကတော်တော်လေးအကြီးမားကြီးပြဿနာလို့ပြောလို့ရတယ်။အတချို့ကြတော့ဒါအကုန်လုံးဖြစ်နေရဆိုလို့ရှိရင်တော့ဒါစိတ်ပူစရာမလိုပဲနဲ့အေးအေးဆေးဆေးဒီ upgrade ပြန်ရလာဖို့အတွက်ဒီလိုမျိုး error လေးပြန် န်ကောင်းသွားဖို့အတွက်ကိုစောင့်နေရင်းနဲ့ပဲအေးအေးဆေးဆေးလေးဖြတ်ကျော်သွားလို့ရတယ်တချို့ညီကိုတွေကကြတော့ဟာငါအကောင်ကြီးကပြဿနာဖြစ်ပြီငါအကောင်ကတော့ပြက်သွားပြီဟတ်သွားပြီတော့အကိုးခံရပြီအဲ့လိုမျိုးမျိုးစုံစိတ်ပူနေပြီးတော့မှတော်တော်လေးနေရထိုင်ရခက်နေတဲ့ညီကိုလေးတွေလည်းအများကြီးမျိုးတွေ့မြင်ရတာဖြစ်ပါတယ်အဲ့လိုမျိုး error တွေတခုခုဖြစ်ပြီးပေါ့ဂိမ်းထဲဝင်လို့မရတဲ့ပြဿနာဖြစ်ပြီးဆိုရင်ကျွန်တော်စီကိုအရင်ဆုံး message ပို့တဲ့သူကတော့တော်လေးကိုမှများပါတယ်အဲ့လိုမျိုးများတာနဲ့ညီကိုဘုရားလည်းအကုန်လုံးရောစာပြန်ဖို့ကြတော့လေတော်တော်လေးအခက်တွေ့တယ်ကျွန်တော်တယောက်တည်းဖြစ်တဲ့အတွက်ကြောင့်မလို့ ကိုဘွားလည်းဂိုးပတ်တွေရောမက်စကင်ရောဂျန်ရောရောင်းနေတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့စာလာပို့တဲ့လူတယောက်ရှင်းစီတာကိုကျွန်တော်ကပြန်ပေးမအောင်ရတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးအဲ့ဒါတစ်ခုပတ်စုံဖြစ်လိုက်ပြီဆိုရင်ကျွန်တော်စီမှာမက်ဆေ့တွေကအများကြီးရောက်လာတယ်ဒါကအဲ့ဒါကြောင့် ရောက်လာတာလားဒါမှမဟုတ် GoPad ဒီ Mask နဲ့ဝယ်ခြင်းလို့ရောက်လာတာလားဆိုပြီးတော့ခွဲခြားလို့မရဘူးအဲအကြောင်းကိုကျွန်တော်ကတရားစင်းဒီတာကိုစာလိုက်ပြန်ပေးရတာဖြစ်ပါတယ်အကဘောဒီနေ့ဒီဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီလိုမျိုးဖြစ်တဲ့ပြဿနာလေးတွေကတော်တော်ကျွန်တော်အေးစေးစေးစောင့်လို့ရတဲ့အနေအထားလေးတွေဖြစ်တယ်ဒါမျိုးပြဿနာဆိုလို့ရှိရင်တော့လူတိုင်းဖြစ်နေတဲ့အတွက်ကြောင့်မလို့စိတ်ပူစရာမလိုဘူးဆိုတဲ့အကြောင်းလေးကိုကျွန်တော်ကပြောပြပေးမှာဖြစ်ပါတယ်โอเคပထမအဦးဆုံးကတော့ဒါမျိုးလေးပေါ်နေတာပါနော်ဒါမျိုးပေါ်လို့ရှိရင်လုံးဝစိတ်ပူစရာမလိုပါဘူးဘာလို့လဲဆိုတော့ तू ကတော့မီတင်းနဲ့လှုပ်ထားတယ်ဂိမ်းတွေကိုဘယ်သူမှဝင်ဆော့လို့မရဘူးတိမ်မောင်တို့တယောက်တည်းဖြစ်တာမဟုတ်ဘူးအကုန် န်လုံးဖြစ်တဲ့ဒါ meeting net ပေါ့နော်ဒါသူတို့က meeting net ကိုမိနစ်40ဒါမှမဟုတ်တနာ ਈ နှစ်နာရီဒါမှမဟုတ်မိနစ်30ပြီးွားလို့ရှိရင်လည်းသူကဒီအောက်လေးမှာတစ်ခါကြာလို့ရှိရင်လည်းမိနစ်ကပျောက်သွားပြီးတော့မှကျွန်တော် coming soon ဆိုပြီးတော့လည်းကြာနေတတ်ပါတယ် ဒီလိုမျိုးပေါ်တာဆိုလို့ရှိရင်တော့ COC စောင့်နေတဲ့သူတယောက်အတွက်တော့ဒါကကြတော့ဒါပြဿနာမရှိဘူးဆိုတာကိုကြာတိထားတင်တယ်ပေါ့နော်ဒါကိုဘောတစ်ခေါက်လည်းပြောပြပြီးပြီဒါပေမဲ့လည်းတချို့ကကြတော့မသိဘူးညီကိုလေးတွေကမသိတဲ့ညီကိုလေးကြတော့ဟာဒါမျိုးကြီးဖြစ်နေတယ်ကိုဘောရေကျွန်တော်ဝင်လို့မရတော့ဘူးဘာဖြစ်သွားတာလဲဘာဖြစ်တာလဲအဲ့လိုမျိုးတွေမေးစရာမလိုအောင်ပေါ့နော်ကိုဘောကတော့โอเคဒါမျိုးမင်းကြီးနဲ့ဖြစ်တယ်ဆိုလို့ရှိရင်ပထမတစ်ချက်ကโอเคဒါကကြတော့အကုန်လုံးဖြစ်တာငါတို့ကောင်နေဒီအချိန်လေးကိုစောင့်ပေးပြီးတော့မှပြီးသွားလို့ရှိရင်လည်းကမ်းမင်းစွန်လေးပေါ်လာရင်အချိန်မပေါ်ဘဲနဲ့နောက်ကျွန်တော်တနားကြီးဒါမှမဟုတ် 15မိနစ်အဲ့လိုမျိုးတော့တွင်မှာပြန်ရလာနိုင်မှာဖြစ်ပါတယ် အဲ့ဒါမျိုးပို့လို့ချင်းလုံးဝစိတ်ပူစရာမလိုဘူးအကုန်လုံးဖြစ်တာ AC လေးဆောင်ရင်ပြန်ရသွားမှာဖြစ်ပါတယ်။ Okay နောက်တစ်ခုကကြောက်ဒီဘက်တောင်းလေးမှာ나이ပုံစံလေးနဲ့အဲ့လိုမျိုးစက္ကန့်လေးတွေပြီးနေဆိုလို့ရှိရင်တော့ဒါသိပ်မကြခင်မှာအဲ့လိုမျိုး maintenance လာတော့မယ်ဆိုတဲ့အကြောင်းကို gain တွေကနေပြီးတော့မှဒါကြိုးပြီးတော့မှသတိပေးတာဖြစ်ပါတယ်။ဘာသာလို့ဆော့နေရင် gain တွေမှာရှိနေတဲ့ပုံစံတော်လေးမှာ나မျိုးစက္ကန့်လေးပေါ်လာတယ်ဆိုလို့ရှိရင်တော့နောက်အဲ့လိုချိန်တော်လေးမှာဒါ maintenance လာတော့မယ်ဆိုတဲ့အကြောင်းကိုပြောပြပေးတာဖြစ်ပါတယ်။ဒါကလည်းကျွန်တော်စိတ်ပူစရာမလိုပါဘူးဗျ။အခုဒီလထဲမှာဆိုလို့ရှိရင်တော့ဒါ error တွေတော်တော်ကိုမအောင်များတယ်ပေါ့နော်။ဘာလို့များနေ အကြောင်းရင်းရတော့တာကျွန်တော်တို့သိမချခင်မှာလဲတာဟုတ်ဆက်ချီကြီးကလည်းထွက်လာတော့မယ်တာဟုတ်ဆက်ချီကြီးမထွက်ခင်မှာဆိုလို့ရှိရင်လဲကျွန်တော်ဟာမကြံကလည်းဂျာထဲမှာလာအောင်မှာဖြစ်တယ်ပေါ့နော်ဆက် COC က air grade ဒီလောက်တဲ့ခါမှာကျိုးပြီးတော့မှ fine neo ဒီထဲကိုကျိုးပြီးတော့သွင်းရတယ်ပေါ့နော်အဲ့လိုမျိုးသွင်းလိုက်တဲ့အချိန်မှာအရန်နေ air grade ဒီ error တွေအဲ့လိုများပြီးတော့မှဖြစ်သွားတဲ့ပြဿနာလေးတွေပေါ့နော်ကျွန်တော် gain နဲ့ဝင်လို့ရှိရင်ကိုယ့်အကောင့်နဲ့ပြန်ဝင်လို့မရတာတို့ပြီးတော့လို့ရှိရင်ကျွန်တော်ဒီမှာကိုဒီဝါးတွေမှာဆိုလို့ရှိရင်လဲ3 star ပေါက်သွားပြီးဆိုလို့ရှိရင်လဲ3 star မပေါ်ဘဲနဲ့နောက်တဲ့ blaster လေးပြနေတာတော့ဒက်ရှိဒီ error တွေကလည်း ်သူတို့ဘက်မှာပြင်နေတော့မှာပေါ့နော်ပြီးတော့ကိုတို့ထောက်ကြည့်လိုက်လို့ချင်တယ်ကျွန်တော် enemy ဘက်ကိုထောက်ကြည့်လိုက်ရင်ဒီအပေါ်မှာကြောင့်ဘာတိုင်းဒီလိုမျိုးပြနေတာပေါ့နော် ဒီလိုမျိုးကဒါအဲ့တာပေါ့နော်ဒီကောင်ကဒီ file နေသူ့အတူအရန်များပြီးတော့မှဖြစ်နေတဲ့ပုံစံလေးတွေပေါ့နော်ဒီတဟုတ်၁၈ကလည်းတိတ်မကြခင်မှာလာတော့မယ် file နေရာလည်းမထည့်လို့မရတော့ဘူးသူတို့ဘက်ကကြိုပြီးတော့မှထည့်ထားမယ်အနေထားတွေဒါပုံမှန်လုံထုံးလုံနေတိုင်းပဲသူတို့ကဒီတဟုတ်၁၈ထွက်တော့မယ်ဆိုကြိုပြီးတော့ file ကိုထည့်ပြီးတော့မှကြို run ထားပေးရပါနော်၁၈လာလို့ရှိရင်အဲ့ဒါတွေမဖြစ်အောင်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ပုံမှန်တိုင်းမှာပဲ၁၈လာတာနဲ့အဲ့ဒါကပြန်ပြီးတော့ပါလာအောင်ပါပဲဒါသူတို့ဘက်ကဖြည့်ရှင်းတဲ့ပုံစံတွေက ဘလို့ဘက်မှာဘလို့အားနေတော့ကိုဘောတော်မပြောတတ်ဘူးပေါ့နော်တာဟိုအသေးတစ်ခုထွက်တာနဲ့တစ်ခုခု error လဲပါလာတာပဲဒါပေမဲ့သူတို့ကပြန်ဖြည့်ချင်းပြီးတော့မှ maintenance လုပ်တယ်ဆနာကိုဘောပြောတယ်လို့ပေါ့နော် maintenance လေးလုပ်ပြီးတော့မှ minute လေးတွေစောက်ပြီးတော့မှပြန်ပြီးတော့ဖြည့်ရှင်းပေးတဲ့ပုံစံပေါ့နော်ကျွန်တော်ဒီမှာကိုဘောတို့ကိုစမ်းခိုင်းတဲ့ပုံစံနဲ့ပြီးတော့သူတို့ထွက်လာတဲ့ပုံစံကမတူဘူးတခါလေးကြာလို့ရှိရင် အဲ့လိုမျိုးနေရာမှာပြန်ပြောင်းပြီးတော့မှအဲ့ဒါလေးတွေပြန်ပြောင်းပေးရတာဖြစ်ပါတယ်အဲ့တော့ maintenance ဖြစ်နေလို့ရှိရင်စိတ်မပူဘူးဖြစ်ပါတယ်အခုဒီ dot တွေမှာဖြစ်သွားတဲ့အဲ့ဒါတွေကကြတော့ဒီ account တွေလုံးဝဝင်များအမှန်တကယ်ဆိုရင်တော့ account တွေကပုံမှန်တိုင်းပဲပေါ့နော် brother တို့ကကြတော့အာစိတ်ပူပြီးတော့မှ account တွေကိုပြန်ဖြတ်ပြီးတော့မှပြန်ပြီးတော့ login ရိုက်ထည့်တာတို့အာအဲ့လိုမျိုးစိတ်ပူလုံတဲ့လုံတဲ့သူတွေပေါ့ကိုကတခုခုပြပုံမှန်မတူတဲ့ဒီပြဿနာတခုဖြစ်နေပြီဆိုလို့ရှိရင်ကိုဘောရဲ့ channel ကိုအရင်ဆုံးကျွန်တော်စစ်ကြည့်ပေါ့နော်ကိုဘောရဲ့ video button ထားလိုက်ပေါ့ ကျွန်တော်ရဲ့ YouTube channel မှာဘာတွေတင်ထားလဲပြီးတော့ကျွန်တော်ရဲ့ Facebook page မှာဘာတွေတင်ထားလဲကိုဘောရဲ့ Telegram မှာဘာတွေ post တင်ထားလဲဆိုတော့အရင်ဆုံးစစ်ကြည့်ပေါ့နော်ရိုက်ရှာပြီးတော့မှစစ်ကြည့်အဲ့လိုမျိုးစစ်ကြည့်လိုက်တော့မှကိုဘောရဲ့ channel မှာလည်းဘာမှမတင်ထားဘူး post တွေမှာလည်းဘာမှမတင်ထားဘူးဆိုလို့ရှိရင်တော့ကျွန်တော်ကိုလာပြီးတော့မှမေးလို့ရတယ်အဲဒါကဒီလိုမျိုးဖြစ်တာကျွန်တော်တယောက်တည်းဖြစ်နေတာလားဒါမှမဟုတ်အကုန်လုံးဖြစ်နေတာလားဆိုတာကိုလာမေးလို့ရတယ်ကိုဘောလည်းတစ်ခါလေးကြာလို့ရှိရင် post တင်တာနောက်ကြတာတော့ဘာလို့ဖြစ်တတ်တယ်ပေါ့နော်အခုကလည်းအရန်များနေတဲ့အတွက်ကြောင့်မလို့ပါဒါပေမဲ့ကိုဘောဒီနောက်ကြရင်အဲ့လိုမျိုးမဖြစ်တော့ဘူးအရင်ဆုံးတစ်ခု ခုအဲ့ဒါဖြစ်တာနဲ့ကျွန်တော်ကကျွန်တော် YouTube channel ဒါမှမဟုတ်ကျွန်တော်ရဲ့ Facebook page ဒါမှမဟုတ်ကိုဘွေးရဲ့ Telegram မှာကျွန်တော် post လေးတွေတင်ထားပေးပါမယ်အဲ့လိုမျိုးဖြစ်နေလို့ဆိုရင်စိတ်မပူပဲနဲ့အေးအေးဆေးဆေးဂိမ်းရထွက်ပြီးတော့မှကွက်ကိုနေနေပေါ့နော်တချို့ကကြတော့ကျွန်တော်ရဲ့ channel ကိုလည်းမစစ်တော့ဘူး အာစိတ်ပူတာနဲ့တခါတည်းအကောင့်တွေကို log out လုပ်ပြီးသွားလို့ချင်းသူတို့ရဲ့ gmail တွေကပြည့်နေတဲ့အတွက်ကြောင့်မလို့ login ကုန်မရှာပေးတာတို့ဘာလို့ဖြစ်တတ်တယ်ပြီးတော့တော့ကျွန်တော်တို့ login ဝင်တဲ့ခါမှာဆိုလို့ရှိရင်လည်း VPN နဲ့ခံပြီးတော့မှ login မဝင်ဖို့လဲကိုပေါ်ကြိုပြီးတော့တတိပေးမယ်ကျွန်တော်တို့ဒီပုံမှန်တိုင်းကြရင်တော့ VPN ကဒီမြန်မာပြည်မှာသုံးနေတဲ့အတွက်ကြောင့်မလို့ဒီပုံမှန်တိုင်းလုတ်ဖြစ်နေအောင်ပါဗောနော် Okay သိမောင်တို့ကကိုယ့်ရဲ့အကောင့် login ဝင်တော့မဆိုပုံမှန်တိုင်းဗောနော်ကျွန်တော်ဒီမှာ login လေးနေပြီးတော့မှဒီနေရာမှာရိုက်ထည့်မယ်ဆိုလို့ရှိရင် VPN ကိုအရင်ဆုံးပိတ်လိုက်ပိတ်ပြီးတော့မှ login gmail ရိုက်ထည့်ပြီးတော့ login ဆိုတဲ့ဟာလေးကိုနှိပ်ဗောနော်အဲ့လိုမျိုးမနှိပ်ဘူးဆိုလို့ရှိရင်တော့ login ဝင်ရ တာမရတာတို့အာ login ကိုနှိပ်လို့မရတာတို့ဖြစ်တတ်တယ်ပေါ့အဲ့လိုမျိုးသိမ့်မောင်တို့က VPN ကိုပိတ်ပြီးတော့မှကျွန်တော် login လုပ်တဲ့နေရာမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ Gmail ကပြည့်နေလားဆိုတော့လည်းအရင်ဆုံးစစ်ပေးရသေးတယ်ပေါ့နော်အကိုရဲ့ Gmail ကပြည့်နေလို့ရှိရင်လုံးဝဝင်လို့မရပြန်ဘူးအဲ့တော့ကြောင့်မို့ကိုရဲ့ Gmail ထဲမှာ GVD ပြည့်မပြည့်ဘူးအရင်ဆုံးစစ်ရမှာဖြစ်ပါတယ်ဒါကကြတော့ကိုရဲ့ Gmail တော့ဝင်လိုက်ပြီဆိုရင်အောက်ဆုံးလေးကိုဆွဲချလိုက်မယ်ဆိုတော့ပေါ်တဲ့ GB လေးတွေပေါ့နော်သူတို့ကကျတော့ free GB ကိုကျွန်တော်15 GB လောက်ပဲပေးတယ် brother တို့ကဒီနားမှာ55 55ဖြစ်သွားလို့ကိုဘောဆိုရင်ဒီမှာ0% off 55ဖြစ်သွားပြီဒါဆိုလို့ရှိရင်တော့ကျွန်တော်ကဒါမပြည့်သေးဘူးအေးစစ်စစ်ဒါ GB ကုတ်တွေရှာလို့ရနေသေးတယ် ဒါတောင်းလို့ရနေတယ်ကုတ်လည်းပုံမှန်ကျနေပါတော့ဘရာသာတို့ကအမ55 55ဖြစ်ပြီးတော့မှ GB က full ဖြစ်နေလို့ရှိရင်ဒါကိုယ့်ရဲ့ဒီ GB ကိုပြန်ပြီးတော့မှဖြတ်ပေးရမှာဖြစ်ပါတယ် Okay ဒီမှာကြီးမယ်ဆိုရင်ကိုဘွားဒါကိုဘွားရဲ့နောက်ထပ် GB တစ်ခုอ่ะဆိုလို့ရှိရင်เนาะကျွန်တော်4% or 55ဆိုတော့ဒါကိုယ့်ရဲ့ GB 55 GB ကကျွန်တော်ကျွန်တော်ဒီ4%လောက်ကိုပြည့်နေပြီပေါ့เนาะဒါကတော့ AAC သုံးလို့ရသေးတယ်အဲ့ဒါမှဘရာသာတို့က100%နေတို့ဖြစ်သွားလို့ရှိရင်เนาะဒါကိုယ့်ရဲ့ GB ကပြည့်သွားပြီလုံးဝကုတ်မဖို့တော့ကိုကနံပါတ်တစ်ချက်ကျွန်တော်စစ်ကြည့်ရမှာကျွန်တော်ဒီကုတ်တောင်းတဲ့နေရာမှာ super sin နဲ့ရှိတ်ထားလာပေါ့ စူပါဆဲနဲ့ရှိတ်ထားတယ်โอเคမှန်တယ်ဆိုလို့ရှိရင်ဂျီမင်းကိုတစ်ချက်ပြန်စစ်မယ်ဂျီမင်းထဲမှာဆိုလို့ရှိရင်ဒီခါလေးကြောက်လို့ချင်စူပါဆဲမှာဆိုရင်ကျွန်တော် .lay တွေခံပြီးတော့မှလုံးမိလိုက်တာတော့ဥမာကိုယ့်ရဲ့ဂျီမင်းကကြတော့ဒါဥမာ coboss.15 ftme.com နော်အဲ့မှာလည်းကိုဆိုလို့ချင်ကိုဘောတော့ gmail ထဲမှာဆိုလို့ချင်စူပါဆဲမှာသွားရှိမယ်ဆိုရင်ကိုဘော့စ်တော့မပါဘဲနဲ့လည်းလုတ်လို့ရတယ်။ဒါကြလို့ကိုယ့်ရဲ့ gmail ကကြတော့အဲ့တော့ dos မခံဘဲနဲ့လည်းဝင်လို့ရနေတာမျိုးတွေဖြစ်တတ်တယ်။အဲ့လိုမျိုးဆိုရင်ကျွန်တော် gmail ကိုတေချာလေးစစ်မယ်။ ဂျီမီနဲ့စစ်တယ်စူပါစစ်လက်ရှိတာတယ်မှန်တယ်ဆိုလို့ရှိရင်နောက်တစ်ခုကျတော့ဒီမှာ GB နေရာမှာလာစစ်ပါတော့ဒီ 15GB ကပြည့်နေလားဆိုတာလေးကိုအရင်ဆုံးလာစစ်ရမှာဖြစ်ပါတယ်ပထမတစ်ချက်ကတော့ဂျီမီကိုမှန်မှန်မှန်စစ်မယ်နောက်တစ်ချက်ကကျတော့ကိုယ့်ရဲ့ဂျီမီကကျတော့စူပါစစ်နဲ့ရှိထားတာသိကြလားဆိုတာကိုပြန်စစ်မယ်အဲ့လိုမျိုးလေးတွေပါနော်ပြီးွားရင်နောက်တစ်ချက်ကကြတော့ TGB ပြည့်မပြည့်ဟိုလာစစ်မှာဖြစ်ပါတယ်ပထမတစ်ချက်စစ်လိုက်လို့ GMI ရဲ့အမှန်နဲ့ဆိုရင် OK သွားပြီနောက်တစ်ချက်ကျွန်တော်စစ်လိုက်လို့ Super Cell နဲ့မရှိထားဘူးဆိုလို့ရှိရင်ဒါ Super Cell လေးရှိလဲပေါ့နော်နောက်တစ်ချက်က Super Cell လေးရှိထားတယ် TGB ကပြည့်နေဆိုလို့ရှိရင် TGB ကိုကျွန်တော်တို့ကရှင်းထုတ် ုပ်ပြရမှာဖြစ်ပါတယ်အဲ့လိုမျိုးတွေလုံးမယ်ဆိုရင်သုံးချက်လောက်စစ်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အကောင့်ကဒါကုတ်မကျစရာအကြောင်းမရှိဘူးပေါ့နော် okay ဒါကျွန်တော်ဝင်လိုက်ပြီဆိုရင်အောက်ကအဲ့ဒီကျွန်တော်ပြည့်နေတဲ့ GB တွေတစ်ချက်နှိမ့်လိုက်မယ်ဆိုရင်ဒါမျိုးပုံစံလေးပေါ်တယ်သူကကြောက်တစ်ခါကြလို့ရှိရင်အဲ့ဒီ GB တွေပတ်စံနေနဲ့ပြန်ပြီးတော့မှဝယ်ပြီးတော့မှပေါ့နော်ဒေါ်လာဘလောက်ဘလောက်ဝယ်ပြီးတော့မှကျွန်တော်ပြန်သုံးရတာဖြစ်ပါတယ်အဲ့လိုမျိုးမလို့ချင်ဘူးဆိုလို့ရှိရင်လည်းဒီမှာကျွန်တော် clean as space ဆိုတာလေးကိုနှိပ်ပြီးတော့မှကိုယ့်ရဲ့ GB တွေပြည့်နေတဲ့ဟာတွေဘယ်နှမှာပြည့်နေတယ်လိုက်ပြီးတော့နှိပ်ပြီးတော့မှကျွန်တော်ဖြတ်ပြရမှာဖြစ်ပါတယ်ဥပမာကျွန်တော်ကပုံနေထဲမှာပြည့်နေလားဒါမှမဟုတ်ကျွန်တော် Gmail တွေပြည့်နေလားဒါမှမဟုတ် Google Drive ထဲ မှာပြည်နေလားဆိုတော့ဒါကိုယ့်ရဲ့ဟာကိုယ့်အကူပြန်ပြီးတော့စစ်ကြည့်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ကိုဘောဒီမှာကြည့်မယ်ဆိုရင်အပေါ်ဆုံးမှာဂျီမေးမှာဆိုရင်ကျွန်တော်က644တက်တမ MB တောင်ရှိတယ်နောက်တစ်ခု Google Drive တို့မှာဆိုရင်ကျွန်တော်100 MB လောက်ရှိတယ်ပေါ့နော်အဲ့ဒါကတော့ဒီလိုမျိုးမပြည့်သေးဘူး story ကဒီမှာတွေ့လာကိုဘောမှာတည်တည်လေးပဲရှိသေးတယ်ဟာလိုမျိုးအဆုံးထိရောက်နေတော့ brother တို့က line နှိပ်ပြီးတော့မှဖြတ်လိုက်ကျွန်တော်ကဒါဖြတ်စရာမလိုသေးဘူး okay သေးတယ်ဒါတုံးလို့ရနေသေးတယ်ပေါ့နော်တိမ်ပေါ့တော့ဖြတ်ချင်တယ်ဆိုလို့ရှိရင်ဒါဂျီမေးဆိုရင်ဂျီမေးကိုတစ်ချက်နှိပ်ဒီအောင်လေးမှာပေါ့နော် Google Photo ဆိုရင်ကျွန်တော် Google Photo လေးကိုနှိပ် Google Drive ဆိုရင် Google Drive ကိုနှိပ်နှိပ်ပြီးတော့မှတစ်ချက်ချင်း င် self နေပြီးတော့မှ delete ဆိုတာလေးနှိပ်လိုက်ရင်ဒါပုံမှန်တိုင်းအေးဆေးဆေးလေးပြတ်သွားပြီပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တိမ်မောင်တို့ကဂျီမေးကိုတစ်ချက်သွားပြီးတော့မှ COC တွေကနေတစ်ခေါက်ပြန်ပြီးတော့ကုတ်ကိုအစ်စ်တောင်းကြည့်ရမှာဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့ကုတ်ကတော့ကြာလာနေမယ်နော်ကျွန်တော်ဒီမှာပြည့်နေလို့ရှိရင်ကုတ်ကလုံးဝမကြောက်ဘူးဒါအခုဖြစ်နေတဲ့ပြဿနာနဲ့ပတ်သက်ပြီးတော့မှကိုဘောပြောပြပေးတာဖြစ်ပါတယ် Okay ပြီးသွားပြီဆိုလို့ရှိရင်လည်း gain နဲ့ကိုတစ်ချက်ဝင်လိုက်လို့ရှိရင်ဒါ iOS မှာဆိုလို့ရှိရင်တော့ဒီလိုလေးပေါ်တာပေါ့နော် Android မှာဆိုလို့ရှိရင်တော့ဒီလိုအလှရလိုက်ကြီးပေါ်တတ်တယ်အဲ့လိုမျိုးလေးကြာလို့ရှိရင်တိမ်မောင်တို့ကဘာလို့လုပ်ပြရမှာလဲဆိုရင် agree လေးကိုပဲနှိပ်ပေးလိုက်ရောမှာတခြားဘာမှ line မနှိမ့်နဲ့ဒီမှာ AGR ီအီဆိုတဲ့ဟာလေးကိုနှိပ်ပေးလိုက်လို့ချင်းတိမ်မောင်တို့ရဲ့အကောင့်ပုံမှန်တိုင်းလေးဒါဝင်သွားမှာဖြစ်ပါတယ်နော်ဒါမျိုးလေးဝင်စားဆိုတော့ကိုဘောကတော့ဒါအကောင့်တစ် ပြန်ပြီးတော့မှလုံပြပေးမှာဖြစ်ပါတယ် brother တို့ဒီ super set ID နဲ့ရှိတဲ့နေရောပေါ့နော်နောက်တစ်ခုအရေးကြီးရဆိုလို့ရှိရင်တော့ကျွန်တော် account တစ်ခုဖွင့်မယ်ဆိုလို့ရှိရင်လည်းအသက်ကို session နဲ့အထက်ဖြင့်ပိုကောင်းတယ်အဲ့တော့ကိုဘွားတို့ဒါပုံမှန်တိုင်းကျွန်တော်26လို့ပဲကျွန်တော်ရေးပေးလိုက်မယ် session နဲ့အောက်ကျသွားပြီဆိုရင် calendar တွေဝင်လို့ join လို့မရတာတို့ပြီးတော့လို့ရှိရင်ကိုဘွားတို့ game item တွေဝယ်လို့မရတာတို့ပြီးွားရင်နောက်တစ်ခုဖုန်းတစ်လုံးပြောင်းလို့ရှိရင် login ဝင်ရတာတို့ဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်လို့ရှိရင်တော့ hand support ကနေသွားပြီးတော့အကျိုးချောင်းသွားပြီးတော့ပြောလို့ရတယ်ဒါတခြားနည်းကတော့ကိုဘွားလည်းမသိသေးဘူးပေါ့နော် okay ဒီမှာဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ account က super set ဒီနဲ့ရှိတ်ထားလားဂျီမင်းနဲ့ရှိတ်ထားလားဆိုတာကိုလည်းဒီလိုလေးကြည့်လို့ရတယ်ဗောနောကိုရောပရမာဇောဆက်တင်လေးကိုတစ်ချက်နှိမ့်မယ်ဒါဆိုလို့ရှိရင်ဒီမှာ disco နဲ့လို့ပြနေဗောနောကျွန်တော်ဒီမှာ iOS မားတွေဆိုလို့ရှိရင်ဒါမျိုးပြနေမယ် disco နဲ့ဆိုရင်တော့ကိုယ့်ရဲ့အကောင့်က super sense id နဲ့မရှိရသေးဘူးဒါ android မှာဆိုလို့ရှိရင်တော့ google play နဲ့ရှိလို့ရှိရင်ဒီနားလေးမှာကျွန်တော် google play game လေးက connective ဆိုပြီးတော့အစိမ်းအောင်လေးပြနေလိမ့်မယ်ဗျာဒါဆိုရင်ကိုယ့်ရဲ့အကောင့်က gmail နဲ့ရှိတာတာဖြစ်ပါတယ် brother တို့ကိုပေါ့အကြံပေးချင်တာကျကိုယ့်ရဲ့အကောင့် gmail နဲ့မဟုတ်ဘဲ super sense id နဲ့ပြောင်းရှိတာကအကောင့်ဖုန်းတစ်လုံးနဲ့တစ်လုံးနဲ့ပြောင်းတာလဲလွယ်ကူတယ်ပြီးတော့ upgrade မှာဆို လို့ရှိရင်တော့တိုင်လည်းမပတ်ဘူးပေါ့နော်အဲ့တော့ဒီ super sale id နဲ့ရှိတ်လိုက်ပါ super sale id ရှိတ်မယ်ဆိုရင်ဒါမျိုးလေးတစ်ချက် setting လေးကိုတစ်ချက်နှိပ်လိုက်မယ်ဆိုရင် disk corner လေးကိုတစ်ချက်နှိပ်ရမယ်ဗျအဲ့တော့ဆိုရင်ဒါမျိုးပုံစံလေးပေါ်လာမယ်အဲ့မှာသိမ်းမောင်းတော့ skip ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးပြီးွားလို့ရှိရင်ကျွန်တော်အောက်လေးကိုဆွဲချမယ်ဒါကိုအောက်မှာကျွန်တော်ဒီမှာ register a super sale id ဆိုပြီးတော့နှိပ်ရမယ်ပေါ့နော်အဲ့ဒါလေးကိုနှိပ်ရမှာဖြစ်ပါတယ်အဲ့လိုနှိပ်ပြီးတော့မှ continue လေးနှိပ်မယ်ဒီမှာဆိုလို့ရှိရင်ဒါ gmail လေးကိုယ့်ရဲ့ gmail က ဒီလိုမျိုးနေရာမှာနှစ်ခုလုံးထည့်ပေးရမှာဖြစ်ပါတယ်ဂျီမေးတူတူလေးနှစ်ခုထည့်ပေးလိုက်လို့ကုတ်ကလုံးဝမကြောက်ဘူးဆိုလို့ချင်းဘရာသားတို့ကဂျီမေးအစ်စ်ဖွင့်ရမှာဖြစ်ပါတယ်နော်အဲ့တော့ကိုယ့်ရဲ့ဂျီမေးကတစ်ခါကြောက်လို့ချင်းနဲ့စူပါဆဲအဒီနဲ့ရှိတ်ပြီးသားကြီးတွေဖြစ်တတ်တယ်တိမ်မောင်တို့ကမရှိရသေးဘူးဒီဂျီမေးကအစ်စ်ဆိုပေမဲ့လည်းဒါနောက်ထပ်အစ်စ်တစ်ခုထပ်ဖွင့်လိုက်ပါတစ်ခါကျရင်ကိုယ်ကလှုပ်ထားမေးတက်တာတွေပါဖြစ်တတ်တယ်ဗောနော်ကိုပေါ်လည်းအများကြီးကြုံဘူးတဲ့အဲ့လိုလူတွေအဲ့တော့ဒီနေရာမှာဂျီမေးအစ်စ်ကိုပြန်ဖွင့်ပြီးတော့ဂျီမေးအစ်စ်ရဲ့ဂျီမေးကို ထည့်ပေးရမှာဖြစ်ပါတယ်ကိုယ့်ရဲ့ဂျီမင်းအဟောင်းနဲ့ရှိတ်လို့မရဘူးဆိုလို့ရှိရင်တော့ဂျီမင်းအစ်စ်နဲ့ထည့်ပါနော်ပုံမှန်တိုင်းဂျီမင်းအဟောင်းထည့်ကြည့်လိုက်အလုံးဝကုတ်မကြဘူးဆိုလို့ရှိရင်ကျွန်တော်ဂျီမင်းအစ်စ်ဖွင့်ပြီးတော့မှဂျီမင်းအစ်စ်လေးထည့်ဖွင့်ပေးလိုက်ပြီးသွားတော့ဂျီမင်းအစ်စ်ကိုဒီနေ့မှာရိုက်ထည့်ထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ create လေးကိုနှိပ်လိုက်တာနဲ့ဒါသိမ့်မော်လုံးစီကုတ်လျှောက်လုံးကြာလာလိမ့်မယ်အဲကုတ်လျှောက်လုံးကိုရိုက်ထည့်ပြီးတော့အပြာလေးတွေပဲစက်တိုက်နှိပ်သွားမယ်ဆိုရင်ဒါကိုယ့်ရဲ့အကောင့်ဟာ super set ID နဲ့ရှင်းပြီးသွားပြီဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ကိုယ့်ရဲ့ green account ဘာနဲ့ရှိတ်ထားတာလဲ super set ID ရှိတ်ထားပြီးသွားပြီဂျီမင်းကိုဘယ်လိုပြန်ကြည့်ရလဲဆိုလို့ရှိရင်တော့ကျွန်တော် setting ေးကိုတစ်ချက်နှိပ်တယ်ပြီးတော့ကျွန်တော် open ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပြ ်ပြီးတော့အနေကျွန်တော် setting ပုံစံပေါ့နော် set wine ပုံစံဒီမှာလေးတွေ့လား setting ပုံစံလေးကိုတစ်ချက်နှိပ်လိုက်တာနဲ့ကိုဘိုးတို့ရဲ့ gain ရဲ့ gmail ကိုမြင်ရမှာဖြစ်ပါတယ် okay ကိုရဲ့ gmail လေးကိုဒီမှာမြင်ရတယ်ဆိုတော့ဒီမှာတော့ဒါကိုကဒီ gain account နဲ့ရှိထားတဲ့ gmail ကကျွန်တော်ဒီနေရာလေးမှာပြပေးနေမှာဖြစ်ပါတယ်နော်အဲ့တော့တချို့ညီကိုတွေကလည်းကိုရဲ့ gain ကပေ gmail နဲ့ရှိထားလဲမကြည့်တတ်တဲ့ညီကိုလေးဆိုတော့ဒီလိုမျိုးလေးစစ်ပြီးတော့မှကြည့်လို့ရတယ်နောက်တစ်ခုကကျတော့ကျွန်တော်လူမင်းများတာပေါ့နော်နာမည်ပြောင်းတာဒီ gain account နာမည်လေးပြောင်းတဲ့နေရာလေးကဒီမှာကျွန်တော်တို့တစ်ချက် setting လေးကိုနှိပ်တယ်ဒီအောက်လေးမှာကျွန်တော် mode setting ဆိုတာလေးရှိရပြ အဲ့ဒါလေးကိုတစ်ချက်နှိပ်တယ်ပြီးတော့ဒီမှာ chain name ဆိုတာလေးကိုနှိပ်ပြီးတော့မှဒီနေရာမှာပြောင်းလို့ရတယ်ဗောနေပါဆိုရင်ကျွန်တော် code boss ဆိုလဲ code boss လို့ပြောင်းပြီးွားရင်နောက်တစ်ချက်တစ်ခါ code boss လို့အတူတူလေးရေးပေးနော်ရေးပြီးွားပြီဆိုတာနဲ့ဒီမှာ confine ဆိုတာလေးကိုကျွန်တော်ကရိုက်ပေးရမှာဖြစ်ပါတယ်စလုံးပေါက်တဲ့ဆရာမလို့ဒီအောင်နာလေးမှာရေးထားပေးတယ်ဗောနော်အကြီးနဲ့ပဲရေးပေးရမယ် C O N F I R M ဆိုပြီးတော့ okay လေးနှိပ်လိုက်တာနဲ့ကျွန်တော်ရဲ့ gain account နာမည်အပြောင်းသွားမှာဖြစ်ပါတယ်ဒီနေရာမှာသိမ်းမောင်တို့ကကျွန်တော်နာမည်စလုံးကိုအကြီးအသေးဆိုရင်လဲနောက်တစ်ခါရိုက်တဲ့နေရာမှာလဲအကြီးအသေးနဲ့လဲပဲအဲ့လိုမျိုးအတူတူလေးရိုက်ပေးရမှာဖြစ်ပါတယ်ပရမအောင်ဆုံးကိုဘောဒီလို မျိုးပြောင်းတဲ့နေရာကဒီမှာဂျမ်းမပေးရဘူးကိုနေနီယူတန်းပေါ်နေရဆိုကိုဘောကနာမည်တစ်ခါမှမပြောင်းရသေးတော့ brother တို့ကတစ်ခါပြောင်းလာပြီးွားပြီးဆိုရင်ဂျမ်း900ပေးရတယ်တိမ်မောင်တို့ကနှစ်ခါပြောင်းပြီးဆိုရင်ဂျမ်း1000ပေးရ3ခါပြောင်းရင်1500 4ခါပြောင်းရင်ဂျမ်း2000ဂျမ်းတစ်ဖြည်းဖြည်းနဲ့အဲ့လိုမျိုးလေးဈေးတက်လာတာဖြစ်ပါတယ်နာမည်ပြောင်းလို့ရှင်ပါနော်ဟုတ်နောက်တစ်ခုကဆိုလို့ချင်တော့ကိုဘောစီမှာ gain account လော့ကျတာတို့ gain account ပြတ်သွားတာတို့ recover ပြန်လိုက်တာတို့ပါတော့ကိုဘောကမလုံးတက်ဘူးပြအဲ့အပိုင်းတွေကိုဘောစီမှာလုံးလုံးမရဘူးပေါ့နော်အဲ့လို service တွေမရှိသေးတဲ့အတွက်ကြောင့်တော့တိမ်မောင်တို့လာလို့ရှိရင်တော့ကျွန်တော်ပြန်ပြီးတော့မှလုံးပေးလို့ရမှာမဟုတ်ဘူးပေါ့နော် င်အဲ့လိုမျိုးနောက်ပိုင်းကျရင်တော့လုံတက်တဲ့သူတယောက်နဲ့ကိုဘောရှိတ်ဆက်ပြီးတော့မှအာစားပစ်လေးပေးသွားဖို့တော့ရှိတယ်ဒါပေမဲ့အဲ့ဒါလေးကလည်းရှားရအောင်မယ်နော်ယုံကြည်ရမဲ့သူပါညာကလည်းရှားရတဲ့အတွက်ကြောင့်မို့ပေါ့နော်အဲကိုဘောရလို့ရှိရင်တော့အဲ့လိုမျိုးစားပစ်လေးရရင်ရတဲ့ဆိုတဲ့အကြောင်းလေးကျွန်တော်ပြောပြပေးသွားမယ်နော်အခုရှိကိုဘောစီမှာရတာဆိုလို့ရှိရင်တော့ဂိမ်းရဲ့ item တွေ go pass တွေ match skin တွေအဲတခြား COC နဲ့ပတ်သက်တဲ့ဟာအကုန်လုံးကျွန်တော်စီမှာလာပြီးတော့မှဝယ်လို့ရမယ်နော်ကျွန်တော်ရဲ့ Viber Telegram လေးကိုလည်းဒီမှာရေးထားပေးတယ်အဲ့ရန်နဲ့ဆက်သွယ်ပြီးတော့ကျွန်တော်စီမှာလာဝယ်လို့ရတယ်ဂိမ်းကောင်လေးဆိုလို့ရှိရင်လည်းကျွန်တော်စီမှာလာပြီးတော့မှဝယ်လို့ရတယ်ပေါ့နော်โอเค okay ဒီနေ့ဗီဒီယိုလေးကတော့ brother တို့ဒီတော်တော်များများဒီလာထဲမှာဖြစ်သွားတဲ့ error လေးတွေအကြောင်းရယ်အဲ့ဒါလေးတွေကအကုန်လုံးဖြစ်တာပဲဆိုတဲ့အကြောင်းရယ်တခြားမလုပ်တတ်သေးတဲ့နေရာလေးတွေစိတ်ပူတာလေးတွေမပူတင်တာလေးတွေကိုပေါ့ဒီဗီဒီယိုလေးမှာလာပြီးတော့ပြောပြပေးသွားတာဖြစ်ပါတယ် okay အဲ့တော့ဒီနေ့ဗီဒီယိုဒီလောက်ပါပဲဗီဒီယိုလေးအဆုံးထိကြည့်ပြီးတဲ့ညီကိုလေးတယောက်ချင်းစီတယ်လို့ကျေးဇူးများကြီးတင်ပါတယ်အဲ့တော့နားမလည်တဲ့ညီကိုလေးတွေလည်းဗီဒီယိုလေးကိုကြည့်ပြီးတော့မှနားလည်မယ်လို့မျှော်လင့်ပါတယ်ဗျအားလုံးပဲပိုင်ပါကျွန်တော်နောက်ဗီဒီယိုကြမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျ